နေ့စဉ်မိုးလေဝသသတင်း2025ခုနှစ်ဧပြီလ16ရက်နေ့ည9:00နာရီအချိန်ထုတ်ပြန်ချက်မင်္ဂလာပင်လယ်အော်ချိန်ဤကပ္ပလီပင်လယ်ပြင်မင်္ဂလာပင်လယ်အော်တောင်ပိုင်းနှင့်အရှေ့လယ်ပိုင်းတို့တွင်တိမ်အထင်အင့်မှတိမ်ထူထပ်နေပြီးကျန်မင်္ဂလာပင်လယ်အော်တို့တွင်တိမ်နှဲငယ်ဖြစ်ထွန်းနေပါသည် မနှက်ဖြန်မွန်းတဲချိန်ထိခံမှန်းချက် မကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင်နေရာကျဲကျဲနေပြည်တော်မန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးနှင့် စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတို့တွင်နေရာစိတ်စိတ်နှင့်ကြံတိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုံရွာမီရွာရံရာနှုံးပြည့်ဖြစ်ပါသည် မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်း အေယော်ရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေရှားရာနေရာတလျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနှင့်မိုးသီးကြွေခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါယံအကြံပြအပ်ပါသည်ရှင် နောက်နှစ်ရက်အတွက်ခံမှန်းချက် နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး မကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးအနင်းသာရီတိုင်းဒေသကြီးတချင်ပြည်နယ်ခရီးပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင်နေရာကျကျမှ နေရာစိတ်စိတ်မိုးထစ်ချုံရွာမီ နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတဲ့ချိန်အထိခံမှန်းချက်တိမ်အထင်အင့်ဖြစ်ထွန်းပြီးမိုးထစ်ချုံ၍နေရာကွက်ကြားမိုးရွာမီရွာရန်ရာနှုံးပြည့်ဖြစ်ပါသည်ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတဲ့ချိန်အထိခံမှန်းချက်တိမ်အထင်အင့်ဖြစ်ထွန်းပြီးမိုးထစ်ချုံ၍နေရာကွက်ကြားမိုးရွာမီရွာရန်ရာနှုံး80ဖြစ်ပါသည်မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတဲ့ချိန်အထိခံမှန်းချက် တရင်တင်းတင်းဖြစ်ထွန်းပြီးမိုးထစ်ချုံ၍နေရာကွက်ကြားမိုးရွာမီရွာရံရနှုံး80ဖြစ်ပါသည်မိုးကြိုကာလအတွင်းဖြစ်ပေါ်တတ်သည့်မိုးလေဝသဖြစ်စဉ်များနှင့် ပတ်သက်၍ကြိုတင်သတိပေးနှိုးဆော်ချက်မြန်မာနိုင်ငံအရရက်တွင်မိုးကြိုကာလဖြစ်သည့်ဧပြီလလယ်မှမြန်မာနိုင်ငံသို့အနောက်တောင်မုတ်တုံလေးမဝင်ရောက်မီကာလအတွင်းလေလုမငိမ့်မတက်မှုများကြောင့်လကောင်းနေပူချိန်များတဖြည်းဖြည်းမြင့်တက်လာရမှအပူပြန်တက်တိမ်များဖြစ်ထွန်း၍ မွန်ရည်ညနေပိုင်းတို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းခြင်းကြောင့်၎င်းလေပြင်းများတိုက်ခတ်ခြင်းလေပြင်းနှင့်အတူထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းမိုးသီးကြွေခြင်းနှင့်နေရာကွက်ကြားမိုးထစ်ချုံရွာခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသည် လေပြင်းတိုက်ခတ်စဉ်မြေပြင် ရေပြင်လေသည်တနာရီလျင်မိုင်၄၀မှမိုး90အထိတိုက်ခတ်နိုင်ပါသည်တို့ဖြစ်ပါ၍ပြည်သူများအနေဖြင့်မိုးကြိုကာလဖြစ်သည့်ဧပြီလလယ်မှမြန်မာနိုင်ငံသို့အနောက်တောင်ဘက်တုံလေးမဝင်ရောက်မီကာလအတွင်းဖြစ်ပေါ်လာနိုင်သည့်မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍အထူးဂရုပြုနေထိုင်သွားကြပါရန်နှင့်ပြည်ရင်းလေကြောင်းပြန်တန်းရေးနှင့်ရေကြောင်းခရီးစဉ်များအနေဖြင့်လဲကြိုတင်သတိပြုနိုင်ပါရန်အတိပေးနှိုးဆော်အပ်ပါသည်ရှင်